အားလုံးပဲမင်္ဂလာပါရှင်။ရင်တာရိုင်း channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ဆရာမမမုံအင်းရရဲ့တပ်ပေတတာအဝင်တာဟွန်သူဆိုတဲ့ဇလန်းလေးရဲ့အပိုင်း၃ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်အပိုင်း မောင်ဆုံးကြားရသည့်အတန်က အမေ့အတန်ဖြစ်သည်မိဖို့ဆောင်ဘက်တွှေရွှေလျှောက်သွားနေသည်တံပကံတံပကံပြားတစ်ချက်ယူကတန်သားကြားရသည် မကြပါကြီးပဲပြုတ်တဲ့အတန်ကြားရသည်လှမ်းခေါ်တဲ့မကြားရအမေကိုမြင်မြင်၍ပဲပြုတ်တဲ့ဝင်လာဟန်တူသည်တဆယ်သားဟုသောအမေအတန်ကို ထုံးစံအတိုင်းကြားရပြန်လေသည်ညရင်စင်က တရေပြန့်အိမ်နိုင်ရန်ကြိုးစားသည် အေးဝါမှမနှက်ကြလဲအုံနောက်ရှင်းရှင်းနဲ့အလုံးလုံးနိုင်ပေးသိမ့်မည်။ညအူပိုင်းကပူအိုက်လုံ၍အိတ်မပြောင်းမနှက်စောစောတွင်မှအေးတက်လေးရသဖြင့်အိတ်၍ကောင်းလာသည်။ဆောင်းပါလေးကိုဒူးစွန်းမှရင်ညွန့်ထိဆွဲတင်ကတစ်ဖက်သို့ဆောင်း၍အိတ်ပြန်သည်။ညရင်ကြည်ဤသားအကြည်တန်လုံးသည်ညရင်စိန်ပြေးတွင်ကွက်ကွေးလေးအိတ်ပြောင်းလျက်ရှိသည်။ မကြပါကြီးမြရင်ကြီးတို့အိယာဘက်မှာအငဲကောင်လေးနိုးတန်ကြာရသည်မြရင်ကြီးအိတ်ချင်မှုတူးဖြင့်ချော့တန်ကိုလည်းကြာရသည်သို့တော်မရအိယာမှစောစောနိုးတတ်သောခလေးတို့ဤထုံးစံအတိုင်းအိယာထဲမှာမနေခြင်းတော့ကြီးကြနေပြန်သည်မြရင်ကြီးမနေတာတော့အိယာမှထားရပြီတယောက်ပြီးတယောက်အိယာမှထားကြပြီးအမေဝဲထားသောပဲပြုံးနှင့်ထမင်းကြော်ကိုအလူအယားစားကြသည် ကိုအောင်စိန်ဤချောင်းစိုးတန်းကိုစိတ်မချမ်းမြေပွဲကြားပြန်သည်မြရင်စိန်အေးရမရတော့ဆောင်းနှင်းချန်တော်ကိုပြီးစလွဲခောက်ပြီးနောက်ဖေးရေကပြင်ဘက်ထွက်ခဲ့ရသည်ရေချိုးရန်စိန်အိုးကိုဖွင့်ကြည့်တော့ရေကတိတ်မရှိရှိသမျှရေလေးမှလည်းကိုအောင်စိန်ဤနေမကောင်းသည့်ကြားမှတစက်ချင်းစောင့်ခံထားရသောရေမတိုးတော့မတက်နိုင်လန်ဆန်းသွားအောင်နည်းနည်းတော့ချိုးပစ်သည် ရန်ကုန်မှာအနေကြလာတော့လေအပြင်ထွက်လေအလှမပြင်းမဲမထွက်တတ်တော့ ဈေးတယ်ဆိုတော့လေမြရင်စိန်တို့အရွယ်ကလှကျင်သည့်အရွယ်ဘိုးချုပ်ဈေးကဈေးတယ်လို့အလှမပြန်တော့လေအသိအသိတော့ဝတ်စားစင်ရင်ပြုမွာသေးသည်တနခါကိုတော့တနေ့လုံးခံအောင်ထူထူလင်းသည်အစာပြေစားရင်ထမင်းအိုးကိုဖွင့်သည်ထမင်းကြမ်းမရှိတော့ပဲပြုတ်လေကုန်ပြီမြရင်ကြည့်တဲထားတော့ထမင်းအိုးကမငှဲ့ရသေးသမီးစာရင်တန်လုံးကိုမုတ်ဝဲခိုင်းလိုက်ပါလားအမေကမကြည်မနှက်ဖြစ်နေတော့မြရင်စိန်မျက်နှာကိုကြည့်ပြီးပြောသည်နေပါစေတော့အမေယာဈေးရောက်မှမဟင်းကားစားတော့မယ် ခင်ခေါ်ရှိသေးရဲ့လားရှိပါတယ်ငဖယ်စုပ်သုံးခုကျန်သေးတယ်ငပိရည်နဲ့တင်းရင်းသီးလည်းထည့်ပြလိုက်မယ်နော်ထည့်ထည့်ညရင်စင်ကပြန်ပြောပြီးအိယာနာပြန်လာသည်ကောင်းအောင်အောင်မှပစံအိတ်ကိုယူသည် လက်ကြံကိုကြည့်သည်တက်ပြင်းကိုခက်လေးလေးချသည်ညရင်ကြီးကသူ့နာကိုမရေတရေတူးလာသည်ညရင်စင်အစိတ်လောက်ပေးထားခဲ့ပါဦးအမကလည်းမနေရပဲ90စံလဲထုတ်လိုက်ရတယ်မိသွေးလဲဝယ်လိုက်ရတယ်လေဒီနေ့ဈေးဘူးလည်းမရှိတော့ဘူး စီလဲဝယ်ရမယ်။မြရင်စိန်တပြင်းချကငွေအစိတ်ပေးလိုက်လေသည်။တစုံတစ်ခုပြောမှပြူပြီးမှမပြောတော့။ကိုအောင်စိန်ရောင်းထားတဲ့ပစ္စည်းလဲပတ်ဆံရကနီးပြီ။မြရင်ကြီးကတော့ပြောလိုက်သေးသည်။အင်းမဘာပြောလို့လဲ။ဆိုင်ပေါ်မှာပစ္စည်းမတင်နိုင်တော့အယောင်သိပ်ပါရယ်။မနေ့ကဆိုဈေးဥတော်မပေါဘူး။ဒီနေ့တော့ဘာပဲရှိဖြစ်အယောင်ကောင်းလေးတအုပ်လောက်တင်လိုက်မလားလို့ဈေးတွေကျနေရဲဆိုမြမြတော့မဝင်နဲ့ပေါ့။ ်မြရင်ကြီးအနားမှထွက်ခွာသည်မြရင်စင်ကသက်ပြင်းကိုချမိပြန်သည်အမမြရင်ကြီးသည် ရိုးသည်အသည်ခင်မိုးတဲ့အတာဆိုတာသူကဘာမှမကြံစည်တတ်မစစ်တတ်ဈေးရောက်တော့ကလည်းမြရင်စင်ကဥဆောင်ရသည်ယခုယောက်ျားကလည်းကောင်းကောင်းမမာ၍ရခင်ကားတော့အကြံဖမ်းမများနိုင်တော့ထိုခံငွေကကြက်တဲလာသည်မြရင်စင်ကိုအားကိုးနေရသည်မြရင်စင်ကလည်းငွေကိုလက်ထဲမှာကင်ထားသည့်အတိုင်းသူ့ငွေကိုသူမပိုင်အယောင်းဝယ်အတွက်ဆောင်ထားရခြင်းဖြစ်သည် ူအလုံးလုံးနေတော့လဲတတိတသာတတိတခြားခွဲမထွက်အားလုံးအတွက်သူလို့ဒီသူတို့ဒီဒီအချိန်နေရောက်လာဒီမှာကိုအောင်စင်ကျေစုနေမှုကိုအောင်စင်ကိုလည်းတလဲပြန်ကိုရသည်သို့တော်မြရင်ကြီးကရိုးလွန်းအားလုံး၍သူ့ကိုငွေမအရဲ့အိမ်သို့မိုးလောက်သာပေးသည်အမေအသိမ့်ပြန်ပေးတော့ထမင်းချိုက်ကိုယူ၍ထွက်ခဲ့သည်ဆယ်ရက်ကွက်စီကိုအရင်သွားရပင်မီအပြင်လောကတွင်သူတို့လှုပ်ရှားသွားလာနေကြပြီ ရန်ကုန်မြို့တီတွင်မြည်သည့်အချိန်စော၍ထွက်လာသည့်ဖြစ်စဉ်လူတွေသွားလာလှုပ်ရှားနေကြသည်ကိုမြင်ရသည်မှာအံ့ဩပဲဖြစ်လေသည်။ဘတ်ကားများပင်ကြက်လျက်ရှိပြီးဥက္ကလာဘက်ကို အသွားမှုတော်သေးသည်။ဆယ်ရက်ခွက်ဈေးကိုရောက်တော့လဲအယောင်းဝယ်ဖြစ်ကစီစီကားကားရှိနေပြီ။မြရင်စင်ကဝယ်နေကြတိုင်းမှလင်းရင်မောင်းတည့်ရက်စင်ရောက်ဆယ်ကိုင်းဝယ်ခဲ့သည်။တကိုင်းဆက်ရှိချက်နှင့်180ကိုစိုင်ကားဆယ်ကိုင်းစီအသင်းဖြတ်ထားသည့်အပုံထဲမှတစားပေးလာသည်။ စိန်ညုံးစေးကိုဆက်သွားရင်အမှတ်၁ဘတ်စကားမှတ်တိုင်ကိုရောက်တော့9နာရီကျော်ပြီယုံသွားသူအလုတ်သွားသူများဖြင့်ကြံ့ညံ့နေလေပြီချွေးတီးတီးကြအောင်တိုးဝေးတက်ခဲရသည်ဈေးကိုရောက်တော့မောနေပြီဘိုက်ကလည်းစားလာပြီနေပူလွန်လာသည်မို့စိတ်ကပင်တိုးလာခြင်းထို့ကြောင့်အထက်ထိတ်ကအဆိုင်မှအထဲစားများထုတ်ပေးနေသောတောင်းတိုက်ကိုပင်မမြင်ချင်အောင်ဆောင်နေလိုက်သည်ဆိုင်ကိုအလင်းစလိုခင်းလိုက်ပြီးထမင်းကြိုက်ကိုဖွင့်၍ တချုံချုံမြင်နေသောဝမ်းကိုအမြန်ဆုံးဖျက်ရလေသည်ငစိန်စံသည်မှလျက်ရှိနေပြီလက်နှလုံးခန့်ရှိသောငဖယ်စုပ်သည်ပင်တိုးနှံထွက်ချင်နေပြီထမင်းစားပြီးမှသူဝဲလာသောပိတ်ဆောက်ကိုဂိုက်တံဖြင့်ပြန်တိုင်းရသည်တီတော့အရင်မောရပြန်သည်ဖျားရည်ကိုးဂိုက်ပဲရှိရတော့မြရင်စင်အထိတ်တလန့်ရေရွတ်လိုက်သည်ဟဲ့အဲ့လိုဆိုပြန်သွားပြောကြည့်တော်ရွှေဦးကလှမ်းပြောသည်မြရင်စင်ကမော်ဟိုက်စွာတပင်းချမိပြန်သည်မော်လိုက်တာအတော်ရဲ့နှက်ဖြန်ကြမှာသွားရင်ရမလားမသိဘူး ။အိုးအေးချက်ချင်းသွားပြောတော့ကောင်းတာပေါ့တခိုက်ဆိုနေတာမဟုတ်ဘူးကို့ဒီလောက်မြတ်တာမှမဟုတ်တာ။ဟုတ်ပါတယ်လေသွားအောင်မသွားပါအေးညီဆိုင်ကကြည့်ရောက်လိုက်ပါမယ်ဈေးတွေပြောခဲ့အောင်။ဒီရောင်နှုတ်တွေရ18ခွဲအနည်းဆုံး18ရရောင်ဒါတွေကတော့19ထက်လျှော့လို့မဖြစ်ဘူး။မြရင်စင်ကအယောင်များကိုလက်ညှိုးထိုးပြရင်မှာသည်တောင်ထိုက်ကဆိုင်ရှိရောက်လာသည်။ဘာဖြစ်လို့လဲဟုသောအကြည့်ပင်စူးစမ်းသည်စိတ်တူနေခိုက်ဖြစ်၍မြရင်စင်စကားမပြောခြင်း လင်းရင်မောင်တကိုက်ရောလာလို့လေမင်းတို့တိုင်တွေကလည်းစိတ်မချရပါလားတော်ရွှေဦးကဝင်ပြောသည်တခါတလေမှားတာပါဖြတ်ပြီးသွင်းတဲ့သူတွေကမှားတာပြန်ပြောရင်ရပါတယ်တောင်ထိုက်ကမြရင်စိန်ပတ်လှဲကြည့်ရင်ပြောသည်မြရင်စိန်မျက်နှာကတော့ရွာတော်မီမိုးလိုညိုနေသည်နေရလဲဟာငါမှလိုင်းပြီးရောတောင်ထိုက်ကမျက်နှာလိုမျက်နှာပြောကြည့်သေးသည်တော်ပါပြီငါဘယ်သူမှအာမကိုပါဘူးမြရင်စိန်အငေါ်တူးပြစ်သည်တောင်ထိုက်ကိုခင်မင်တော်လဲသူ့တော်ဖြစ်သူကိုသိကြည့်မရခြင်းထို့ကြောင့် မြရင်စင်ကဝယ်စရာရှိရင်ဥက္ကလာဇေကိုကိုယ်တိုင်သွားဝယ်သည်သူတို့စီကအကျွေးရတော့လဲသူတပါအတင်စီခံမှာမြရင်စင်ကြောက်သည်သွားဦးမယ်အတော်ကြီးနေတော့အတော်ပူနေပြီမြရင်စင်ထွက်သွားရသူငေးကြည့်ရင်တောင်းထိုက်ကြံရသည်ကောင်မလေးစိတ်ကလည်းမြန်ပါပြီတော်ရွှေဦးကတောင်းထိုက်ကိုကြည့်ပြီးပြောသည်တောင်းထိုက်ကစိတ်ရှုပ်ထွေးရန်ဖြင့်အထွေအထယ်ရီထဲ့ထားသောအိတ်ကိုကရင်သူ့အတော်ကိုစောင့်နေလေသည် မြရင်စိန်ကသူ့ဇော်နဲ့သူမောဟပြန်လေသည်လေရင်မိုင်တကလေရင်မောင်တကိုင်းစားအတွက်သုံးပင်းကားခအကုန်မခံနိုင်ဘတ်စကားကိုပင်တိုးဝေးစီရပြန်သည်တိုင်ကိုရောက်တော့ချွေးကြီးကြီးကြလျက်ရှိသည်နောက်နေ့မှလာပြောလဲရပါတယ်ညီမရဲ့အဲ့ဒါဖျားတက်သူတွေမှားတာနောက်မဖြစ်အောင်တတိပေးအောင်မယ်စိုင်လဲနဲ့မဲပြတ်တယ်စိုင်ရှင်ကချူချူသာသာပြော၍မြရင်စိန်စိတ်သက်သာရရသွားသည်တို့တိုင်ခရီးစိတ်တောင်ပေးဖို့ကောင်းတယ်ဟုစိတ်တွင်မှပြောမိသေးသည် ဒီမနက်အဖို့ဘတ်စကားကိုစတုဒ္ဒချင်းမြောက်တိုးတက်ရပြန်သည်ဘတ်ကားမှတ်တိုင်းမှာစင်ကြိုစေးအထိလမ်းလျှောက်ရပြန်သည်ဈေးကိုရောက်တော့၁၂နာရီထိုးလို့ပြီဆိုင်မှာတော့ဈေးဦးပေါက်သေးရလားမသိထောင်နေရန်ပြက်ကြီးသည် နေဘူးတဲ့တွင်ထီထီမမာရက်တီလျက်ရှိလေသည်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်နေ့တွင်မှအပိုင်းလေးကိုဆက်လက်ဖတ်ပြပေးသွားအောင်မှာဖြစ်ပါတယ်